ျွန်တော်တို့ဖုန်းနေဖုန်းနေတဲ့မှာနော်ဈေးကြီးတဲ့ဖုန်းနေဈေးသက်သာတဲ့ဖုန်းနေအဲ့လို price segment တွေအများကြီးရှိကြတယ်ဗောနော်အဲ့ဒီ theme မှာမှာရွေးလို့အကောင်းဆုံးနဲ့ပေးလိုက်ရတဲ့ပတ်စံနဲ့ဟာတန်နဲ့မိုက်တယ်လို့ခံစားရတဲ့ segment က premium mirror segment ဖုန်းနေဆိုလိုချင်တာ premium mirror segment ဖုန်းနေက flagship နီးပါးခံစားချက်ကိုလည်းပေးတယ်ဒါပေမဲ့ flagship တွေလောက် extreme မဖြစ်ဘူးဒါပေမဲ့ဈေးမှာကြပြန်တော့လေ flagship တွေနဲ့ရှင်လိုက်လို့ရှိရင်လေးပုံတစ်ပုံလောက်တက်တာနေလေးရှိတယ်တချို့ဖုန်းတွေဆိုလို့ရှိရင် ထောက်ဝက်လောက်ကိုတက်တာလေးရှိတယ်ဆိုတော့အာကျွန်တော်တို့အနေနဲ့ recommend ပေးလို့အကောင်းဆုံးနေရာ premium range segment နေပေါ့နော်အဲ premium range segment ဖုန်းတွေထဲမှာမှာ owner ထဲမှာဆိုလို့ရှိရင် owner ရဲ့ number series ရှိတယ်အရင်တော့က owner ရဲ့ number series ကတော်တော်လေးမိုက်တဲ့ series ပေါ့နော်ဒီနေ့မှာကျွန်တော်တို့စီကို owner ရဲ့ number series ကနေမှာနောက်ဆုံးပေါ်မျိုးဆက် owner 400ရဲ့400 pro ရဲ့ အဲ့နှလုံးကျွန်တော်တို့စီရောက်နေဆိုဒီနှကောင်ကိုကျွန်တော်တို့အတူတူစမ်းသုံးပြီးတော့ဘယ်လိုလူတွေအတွက်တင့်တော်မလဲဆိုတာကိုကျွန်တော်ပြောပြမယ်အရင်ဆုံးကျွန်တော်တို့ဒီဇိုင်းကနေစကြမယ်ဗျာ Honor 400 Pro ကကိုင်းကိုင်းလက်ချင်းသတိထားမိမှာသူ hand feeling တော်တော်လေးကောင်းတယ်သူ့ရဲ့ဒီတုံးထားတဲ့ back cover လေးကအစကိုင်းရတာအီအီဆက်ဆက်နဲ့လက်ထဲမှာအရသာရှိတယ်ပြီးတော့လက်ရလည်းမထင်ဘူးပြောလို့ပြောတာမဟုတ်ဘူးတော်တော်လေးကိုသူက smooth ဖြစ်တယ်ဗောနော်ဘေးက frame တွေက aluminum frame တွေသုံးထားတယ်ဘောင်တွေကကျတော့သူကလုံးလုံးလေးတွေ သူများတွေလိုမျိုး flat frame တွေပါနေမဟုတ်ဘူးအာပြောမှာဆို train not like ကိုကိုပိုင်ဟန်ရှိတယ်ပေါ့ပြောမှာဆိုရင်လုံးလုံးလေးဆိုတာဗျအခုဒီမှာပြထားသလိုမျိုးဒီ curvature လေးတစ်ခုရှိနေတာကိုပြောတာသူရဲ့အထူအနေနဲ့က8.1 mm ဆိုတော့ကိန်းကနဲအရာကတော့နှစ်ထူတဲ့အထဲမှာပါတယ်လို့ပြောလို့ရတယ်ကိန်းကနဲအရာပဲဒါပေမဲ့ तू ကရှင်းနှုတ်ကိုတေချာလေး table လုပ်ပေးထားတဲ့အခါကျတော့လက်ထဲမှာကန်ရတာ comfortable ဖြစ်သွားတာဆိုတော့အထူရလို့လည်းမခံစားရတော့ဘူး button တွေကလည်းနှိပ်ရတာ quality ကောင်းတယ် ပြီးတော့ clicky ဖြစ်ဖြစ်လေးနဲ့ satisfying ဖြစ်တယ်ပေါ့နော် Honor 400 Pro က तू ကကင်မရာအသားပေးတဲ့ဖုန်းမျိုးစားထဲမှာပါတယ်ဆိုတော့သူရဲ့ကင်မရာမော်ဂျူဒီဇိုင်းကမြင်လိုက်တာနဲ့အော်ဒါ Honor ရဲ့ number series ပဲဆိုပြီးတော့တန်းပြီးတော့တည်သွားစေနိုင်တယ်။ကင်မရာဖမ်းခက်ကြီးကြီးနဲ့ကင်မရာ၃လုံးကိုအခုပြထားသလိုမျိုးဒီဇိုင်းလေးဖော်ပြီးတော့ထည့်ပေးထားတယ်ပေါ့နော်။ Honor 400 Pro က build quality ဘိုင်းမှာတော့လုံးဝ top notch နီးပါးပဲ။တခုပဲကင်မရာဘက်မှာတုံးထားတဲ့ glass ကတော်တော်လေးလျော်ထင်တယ် တော့ခဏခဏတော့ပြန်တုပ်ပေးရတယ်ပေါ့နော်ဒီနေရာလေးကတော့တိတ် clean looking မဖြစ်သွားစေဘူးပေါ့ပြီးတော့သူ့မှာ IP69 rating လည်းရထားတယ်ဆိုတော့အကျန်းဆုံး dust and water resistance ဒီကောက်မှာရမယ်ပေါ့နော်ဆိုတော့ YoYo Honor 400ပေါ့ Pro မဟုတ်တဲ့ကောင်ကိုလည်းတစ်ချက်ကြည့်လိုက်အရင်ဆုံးပြောချင်တာက Pro နဲ့ YoYo နဲ့ကတော့ညီကိုတော့တယ်နော် ပြောမှဆို400 series ပဲလေဒါပေမဲ့သူတို့သွားခြင်းနဲ့ပုံစံသူတို့ရဲ့ဥတီချက်တွေကမတူဘူးရိုးရိုးကောင်က Pro ကိုမှဈေးပိုတက်တာတဲ့ version ဆိုတာထက်နည်းနည်းလေးပိုတယ်လို့ခံစားရတယ်ပေါ့နော်တယောက်တစ်မျိုးစီလာကြတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီဖုန်းကိုနှစ်ခုကိုရှင်မပြောဘဲနဲ့တစ်လုံးပြီးတော့တစ်လုံးခွဲခွဲပြီးတော့ပြောပြတာ So Honor 400 Pro ကနည်းနည်းလေးငြိမ်နေ premium looking ပိုဖြစ်တယ်400ရိုးရိုးကကြတော့သူကနည်းနည်းလေး fresh ဖြစ်တဲ့ look ကိုပိုသွားတယ်နည်းနည်းလေးပိုပြီးတော့ flashy flashy လေးဖြစ်ဘယ်လိုပြောမလဲလူငင်းဆန်တယ်ပေါ့ဗျာနော်အဲ့ဒီသုံးနှုန်းကလည်းစားတော့စားတယ်ဒါပေမဲ့လူငင်းဆန်တယ် Honor 400ကကြတော့သူက aluminum flat frame နဲ့ဖြစ်သွားတယ်7.3 mm အထူနဲ့ဆိုတော့ကိန်းကနေအရမှာအစားဒီကောင်ကပါတယ်ဆိုတော့ flat frame ဖြစ်နေတာတိတ်ကိစ္စမရှိတော့ဘူးဆိုသူရဲ့အလေးချိန်မှာ184 g ဆိုတော့အခုခေတ်ဖုန်းတစ်လုံးအနေနဲ့ကပေါပေါလေးလို့လည်းပြောလို့ရတယ်ဆိုတော့ဖုန်းလေးကတော်တော်လေးပေါပေါပါပါလေးဖြစ်သွားတယ်ကန်ရတာအဲ့ဒါကြောင့်ပို့ပြီးတော့ fresh ဖြစ်တယ်ပေါ့နော် ကင်မရာဘမ်ကကျတော့400 pro လောက်လည်းမကြီးဘူးပြီးတော့ကင်မရာရေအတွက်နေနေမှာလည်းဒီကောင်းမှာနှလုံးမဲပါမယ်ဒီကင်မရာမော်ဂျူးဒီဇိုင်းပုံစံကတော့အတူတူပဲအနောက်ကဒီ glass cover လုပ်ပေးထားတယ်ဆိုပေမဲ့ကျွန်တော်တို့ရထားတဲ့အရှောင်ကြောင့်လားတော့မသိဘူးအာဒီကောင်းလက်ရတော့မထင်ဘူးတခြားအရောင်တွေဆိုလို့ရှိရင်တော့မပြောတတ်ဘူးပေါ့နော်ပြီးဒီကင်မရာဘမ်မှာတုံးထားတဲ့ cover ကလည်း pro လိုမျိုးလက်ရထင်တာမသိတော့ဘူးအဲ့ဒီမှာလည်းတစ်ချက်ပို့ပြီးတော့ fresh ဖြစ်သွားစေတယ် ီးတော့ဒီ Honor 400မှာတုံးထားတဲ့ button တွေကကျွန်တော်ပဲစိတ်ထင်လို့ပဲလာတော့မသိဘူးနည်းနည်း pro ထက်တောင်ပို့ပြီးတော့နှိပ်လို့ကောင်းသလိုပဲဒါတော့ subjective opinion ပေါ့နော်ကျွန်တော်ကြိုက်နေတာကြောင့်လည်းတော့ဖြစ်ကောင်းဖြစ်နိုင်တယ် pro 2မှာ pro လိုမျိုး IP rating IP69 မဟုတ်ဘူးဆိုပေမဲ့ IP66 ကတော့ပါသေးတယ်ပေါ့နော်နှစ်ခုစလုံးမှာ build quality နဲ့ design ဘိုင်းကတော့ good တယ်ဒါအားရစရာရှိတယ် so display ဘိုင်းမှာကျတော့ Honor 400 pro ရဲ့ quality ကတော်တော်လေးကို quality ကောင်းတဲ့ထင်မှာပါတယ် သူက6.7 inches AMOLED display ပြီးတော့သူ့မှာ quad cut လုပ်ပေးထားတာလေးဟာစပွဲဝင်တွေပါတင်ထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် display ကအပေါ်လေးကိုကြွနေတယ်မျိုးအဲ့လိုလုံးလုံးအီအီလေးဖြစ်သွားတယ်ပေါ့နော်လက်ထက်မှာကင်သုံးနေဆိုလို့ရှိရင်လည်း 3D looking ဖြစ်တယ်ပို့ပြီးတော့ immersive ဖြစ်တယ်ကျွန်တော်တို့ curve display တွေကိုလည်းမကြိုက်ဘူးနော်ဘာလို့လဲဆိုတော့ဒီလက်ထက်မှာကင်ရတာအဆင်မပြေလို့တို့ palm rejection နဲ့မှာတိုင်ပတ်လို့တို့အဲ့လိုလူမျိုးတွေအတွက်နော် flat screen ကိုမှကြိုက်တယ် flat screen ရဲ့ ergonomic ကိုမှကြိုက်တယ်ဆိုတဲ့သူအတွက်ဒီကောင်က နှစ်ခုကြားရေရွေးချယ်စရာလေးပေါ့နော် flat display လိုမျိုးလဲ ergonomic ကောင်းတယ် curved display လိုမျိုးလဲ immersive ဖြစ်တယ် hybrid ပရိတကောင်မှာ 1.5k resolution ကိုသုံးထားတယ် 120hz refresh rate ရမယ်9000 nits အထိ peak brightness ရတယ်9000 nits ဆိုတာ display တစ်ခုလုံးကြီးကဒါ ው တစ်ချိန်လုံးကြီးလင်းပေးနေနိုင်တော့မဟုတ်ဘူးပေါ့ HDR မှုမှာရတာပေါ့ဗျာ1% window လောက်မှာရတာပေါ့ဆိုတော့အတိတာလာလို့မေးလို့ရှိရင်တိတာတော့တိတာတယ်ဥပမာအားဖြင့်ကျွန်တော်တို့ YouTube တို့ဘာတို့ကနေပြီးတော့ HDR video တွေကြည့်ရင်ကို တော်တော်တိတာတယ်ပြီးကာလာဂျူနီဘိုင်းမှာအော်နာရဲ့ပုံစံအတိုင်းပဲဒီကောင်က vivid ဖြစ်တဲ့ဘက်ကိုသွားတယ်ပြီးတော့သူ့ရဲ့ display ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အရင်တုန်းက honor number series ကြီးအတိုင်းပဲပေါ့နော် pill shape cut out လေးနဲ့လာတယ် pill shape cut up ကသေးတော့တည်တည်လေးပဲပေါ့နော်ဆိုတော့ဒီထဲမှာဘာတလုံးပူပါတာလဲဆိုတော့ depth sensor တလုံးပူပါတာ depth sensor လို့ခေါ်ရမလား depth camera လို့ပဲခေါ်ရမလားအဲ့ကောင်လေးထည့်ထားတာပေါ့နော်တော့ punch hole တည်တည်လေးပဲသုံးမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်လို့မြင်တာပေါ့ဒါပေမဲ့ဒါပေမဲ့ ဒီကောင်လေးက selfie တွေမှာရှေ့ကြည့်နောက်ဝါပုံတွေရိုက်ဖို့အတွက်တီးတန့်သုံးတာတော့မဟုတ်ဘယ်နေရာမှာသုံးသေးလဲဆိုတော့နောက်ကြရင် session ပြအဲ့ဆိုအလကားနေရင်အလကား pill shape ဖြစ်နေတာတော့မဟုတ်ဘူးဆိုတော့ display ကိုပြန်ဆက်ရမယ်ဆိုရင်သူက outdoor မှာစာဖက်လို့ရတဲ့အထိကိုသူ့ရဲ့ brightness ကတော်တော်လေးကောင်းတယ် Honor 400ရဲ့ display ကကြတော့သူက flat display ဖြစ်သွားတယ်အမ် quad cuff တွေပါလေမဟုတ်တော့ဘူးပေါ့နော်ပြီးတော့ display ရဲ့ down တွေကို rounded corner လောက်ထားတဲ့ပုံစံက iPhone နဲ့တော်တော်လေးကိုတူးတယ် bezel တွေကတော်တော်လေးပါတယ်အပေါ်အောက်ဘညာလေးညှိတယ် ပြီးတော့ screen size က6.55 inches ပဲရှိတယ်ဆိုတော့နည်းနည်းသေးတဲ့အထက်မှာပါတယ်ပေါ့နော် resolution ကလည်း 1.5K ပဲ400 pro မလိုမျိုးပဲ5000 nits peak brightness ပါညာလည်းရတယ် quality လည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရှင်းကြည့်တာမှာတော့သူက high brightness mode မှာဆိုလို့ရှိရင်တော့400 pro ကတော့ပို့ပြီးတော့လင်းတယ်ကျန်တဲ့ဒီ color juni mic တွေ 120hz ရတာတွေအဲ့ဒါတွေကတော့အတူတူပဲဆိုတော့ display ကောင်းတာတော့ဟုတ်ပြီပေါ့နော် speaker တွေကဘယ်လိုနေလဲ multimedia consumption မှာဒီနှကောင်ကတွဲလာတာဆိုတော့ဆိုတော့ကျွန်တော်ရှင်းနှထောင်ကြည့်တယ်နှစ်ခုစလုံးက stereo speaker ပါတယ် အတန်လဲကျဲတယ်ပေါ့နော် loudness ကအားရစရာကောင်းတယ်ပြီးတော့ကြည်လဲကြည်တယ်ပြအတန်ရဲ့ဒီအပေါ်အောက်ပေါ့နော် stereo separation balance ကလည်းတော်တော်လေးကောင်းတယ်ရင်းကြီးမကွာဘူး60 40လောက်သွားတယ်ပေါ့400 pro ကကြတော့ပို့ပြီးတော့ wide ဖြစ်တယ်လို့ခံစားရတယ်ဒီဖုန်းနှလုံးစလုံးကသွား multimedia consumption အတွက်ကတော့ဒီ display ဒီ speaker နဲ့ကခင်ဗျာမကျေနပ်ဘူးဆိုရင်ခင်ဗျာတခုခုမှားနေပြီ တော်တော်ကိုကောင်းတယ်ဆို performance ကိုဘယ်လိုရှိမလဲလို့ကျွန်တော်တို့ benchmark ဒီတိုင်းပြထားတယ်ပေါ့နော် game ဆောင်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေမပြေသိအောင်လို့ကျွန်တော်တို့ game တွေကိုအမြင့်ဆုံး setting တွေနဲ့တင်ပြီးတော့ဆော့ပြထားတယ်400 pro ကအရင်နှစ်က flagship chip လို့ပြောလို့ရတဲ့ snapdragon 8 gen 3ကိုသုံးထားတယ်400ကကြတော့ snapdragon 7 gen 3ကိုသုံးထား ဆိုတော့ pro နဲ့ game ဆိုကြည့်ရမှာတော့ mobile legends ကို graphics ultra frame rate ultra နဲ့စားဆိုကြည့်ရမှာ 120fps မှာတာတာရရဆောက်လို့ရတယ်ဘက်ထရီကလည်းတပွဲကို4%လောက်ပဲကုန်တယ် delta force ကို graphics max နဲ့ထားဆိုတဲ့အခါမှာ minute 20လောက်ဆော့တာမှာ 60fps လောက်ကောင်းကောင်းထိမ့်ပြီးတော့ဆော့လို့ရတယ်ဗောနော် Genshin Impact ကို graphics highest နဲ့ထားဆော့လဲ 60fps လောက်ကတော့အဆင်ပြေတယ်အာအမြဲတမ်းတော့60 constant တော့မရဘူးပေါ့7 minutes ဆိုတာမှာ battery က2%ကုန်တယ်။ Car X-Drift Racing 3ကို graphics ultra နဲ့ဆိုတာမှာ50နဲ့60 fps ကြားရလောက်ရတယ်။ battery က7 minutes ဆိုတာမှာ600ခန့်လောက်ကုန်တယ်။ဆိုတော့ benchmark လိုက်တိုင်းကြီးတဲ့အခါကျတော့ကျွန်တော်တို့ Geekbench 6မှာ အာစင်ဂကိုက2059မှန်နဲ့မာဒီကိုစကိုမှာ6100ကျော်ကျော်ရတယ်ဗောနော်အန်ဒူဒူမှာကျတော့16သိန်းဝန်းကျင်လောက်ရတယ်အော်နာ400နဲ့ဆော့ကြည့်တဲ့အခါမှာကျတော့ကျွန်တော်တို့ Mobile Legends ကို Graphics Ultra frame rate ultra ရတယ်အိတ်တိုင်းဆော့တယ်အဆင်ပြေတယ် FPS ကို100နဲ့120ကျားလောက်ရတယ် Genshin Impact ကို graphics highest ထားဆော့မယ်ဆိုရင်25နဲ့ 30fps ကျားလောက်ရမယ်အဲ Delta Force က graphics setting ကို ultimate ထားဆော့လို့ရတယ် FPS ကလည်း25 30ဝန်းကျင်လောက်ရတယ် 15မိနစ်ဆော့တာမှာ battery က4%ကုန်တယ်။ Car X Drift Racing 3ကို graphics setting ultra နဲ့ထားဆော့တာမှာကျတော့ FPS က30နဲ့35ကြားရလောက်ရတယ်။အာ15မိနစ်ဆော့တာမှာ battery က5%ကုန်တယ်။ game ဆော့မယ်ဆိုလို့ရှိရင်လည်း7 Gen 3ရဲ့ performance ကမဆိုးတော့ဘူးပေါ့နော်။ graphics အမြင့်ထားဆော့မယ်ဆိုလို့ရှိရင်တော့ FPS က30လောက်ပဲရမယ်။အဲ FPS ကောင်းကောင်းလိုချင်တယ်ဆိုလို့ရှိရင်တော့ graphics တွေ short ဆော့မှာတော့အဆင်ပြေလိမ့်မယ်။ဆိုတော့ Geekbench score တွေ Antutu score တွေအဲ့ဒါတွေကိုဟောဒီမှာပြပေးထားတယ်။ အဒီကောင်မှာကျတော့ 3D Mark Wildlife Extreme Stress Test မှာ stability score တော့ကောင်းသွားတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီလောက်လဲ power envelope ကို push မလုပ်တဲ့ SOC ဖြစ်နေတာ哦ဆိုတော့ performance အကြောင်းကိုကျွန်တော် conclude လို့ပြောရမယ်ဆိုလို့ရှိရင်ဖုန်းနှလုံးစလုံးကမဆုပ်ဘူးလို့ပြောလို့ရတယ်ဗောနော်နှစ်ခုစလုံးမှာကျွန်တော်တို့6000 mAh silicon carbon battery တွေလဲတုံးထားတယ်အဲ့ဒီဘက်ကလည်းအားရစရာကောင်းတယ် battery life ကကျတော့ normal user တွေအတွက်ကတော့တရက်တရက်ခွဲလောက်ကတော့အသာလေးသုံးလို့ရနိုင်တယ် အပြင်သွင်းမယ်ဆိုလို့ရှိရင် Pro က 100W နဲ့အပြင်သွင်းလို့ရတယ် Wireless Charger ဘာညာလဲရတယ် Reverse Wireless Charger လဲရဆိုတော့ YoYo 400ကကြတော့ Wireless Charger မရအောင်ကျိုးနဲ့သွင်းမယ်ဆိုလို့ရှိရင်ဒီကောင်80ဝက်နဲ့ရမယ်။နှစ်ကောင်စလုံး0 to 100သွင်းဖို့ကိုတနားရီတောင်စောင့်စီရမလို့ဘူးနော်။ Pro ဆိုရင်မိနစ်40လောက်နဲ့အပြည့်ပြည့်တယ်။ um 400 UU ကကြတော့48မိနစ်လောက်ကြာတယ်။အပြင်သွင်းတာလည်းညံနေ၊ဘက်ထရီလည်းခန့်တယ်။ဆို Honor 400 Pro ကကင်မရာအသားပေးဖုန်းဆိုတော့သူနဲ့ကင်မရာရိုက်ရတာဘလူး experience ရှိမလဲပေါ့နော်။ပုံလေးတွေကလည်းဘလူးအနေထားတွေရှိမလဲသိအောင်ကျွန်တော်တို့စမ်းရိုက်ပြထားတယ်။သူ့ရဲ့ဒီကင်မရာ setup က triple camera setup main camera က200 megapixel OIS ပါတယ်။ပြီးတော့နောက်တစ်လုံးကကြတော့50 megapixel 3x optical ရတဲ့ OIS ပါရသေးတဲ့ကင်မရာနောက်တစ်လုံးပါတယ်ပြီးတော့ Ultra Wide ကို12 megapixel စုစုပေါင်း3လုံးပေါ့နော်။ရိုက်ကြီးရတဲ့လောက်မှာတော့ပုံတွေကလှတယ်။ကျွန်တော်အကြိုက်ဆုံးကတော့သူ့ရဲ့ telephoto camera ပဲ။ Sony IMX856 sensor ကိုသုံးထားတယ်။66နဲ့ရိုက်ထားတဲ့ပုံတွေမှာတော့မှသူဒီဒီတွေတော်တော်လေးကောင်းတယ်။တော်လေးလေးလှတယ်ဘလို့ရိုက်ရိုက်ထွက်လာတဲ့ပုံကလှနေ Portrait mode မှာဆိုလို့ရှိရင်လည်း 3x portrait 6x portrait မျိုးမျိုးရိုက်လို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်အရင်သဘောကျတဲ့ hard code filter တွေလည်းဒီမှာသုံးလို့ရတယ် Ultra wide 12 megapixel ကတော့ပုံမှန်ပဲပေါ့နော်အလင်းရောင်ကောင်းကောင်းရတယ်ဆိုရင်တော့အဆင်ပြေတယ် ်ပုံလေးတွေကိုပဲခင်ဗျားတို့ကြည့်ပြီးတော့ဆုံးဖြတ်ကြည့်ပါနော် Honor 400ကကြတော့သူက dual camera setup သူကကြတော့ pro နဲ့ဒီ telephoto မှာပါလားလွယ်လို့ရှိရင်ကျန်တာတွေကတူတယ်ထွက်လာတဲ့ပုံစံတွေကလည်းတော်တော်လေးတူတယ်ကျွန်တော်ဒီမှာရှင်းပြထားတယ်ပေါ့နော်ဒါပေမဲ့ pro မှာပါတဲ့ telephoto camera ကတော်တော်လေး quality ကောင်းတယ်ဆိုတော့ခင်ဗျားတို့ဒီ camera တွေဘာတွေတခြားရိုက်ချင်တယ် portrait တွေဘာတွေရိုက်မယ်ဆိုလို့ရှိရင်ကြတော့ pro ဝယ်ဖို့အများကြီးပို့ပြီးတော့အားပေးတယ် software အရမှာ အခုဒီဖုန်းနှလုံးစလုံးက number series ဖြစ်တဲ့အတွက် eight series တို့ဘာလို့ထပ် AI feature တွေပုံစံစံနဲ့လင်ပါ့မယ်။ဒါတော့ကျွန်တော်တို့ကင်မရာနဲ့ဆိုင်မဲ့ဒီ AI feature တွေတော်တော်များများလဲရတယ်။ AI app skill ဆိုတဲ့ feature လေးသဘောကျစရာကောင်းတယ်ဗောနော်။ဥပမာထားပါတော့ကိုက Pinterest ကနေပြီးတော့ပုံတပုံ save လိုက်တယ်။အဲ့ဒါကို resolution ပိုကောင်းအောင် app scale လို့လို့ရမယ်ဗောနော်။ result လေးတွေကမဆိုးပါဘူး။ ပြီးပုံတွေကိုကိုကြိုက်တဲ့ ratio ဖြစ်အောင်ပြန်ပြောင်းလို့ရတယ်ကျွန်တော်အခုလုပ်ပြထားသလိုပုံစံမျိုးပေါ့နော် AI erase တို့လို့ feature မျိုးလည်းပါတယ်အာ photo နဲ့ဆိုင်တဲ့တခြားသောအသုံးဝင်မဲ့ feature လေးတွေလည်းပါတယ်ပြီးတော့ဒီ circle to search လည်းတုံးလို့ရတယ်ပုံထဲမှာပါတဲ့စာတွေကို copy လုပ်လို့ရတဲ့ magic text လိုမျိုး feature တွေလည်းတုံးလို့ရမယ်ပြီးတော့ pro မှာဆိုလို့ရှိရင် air gesture တွေလုပ်လို့ရတယ်ကျွန်တော်တို့ um on a magic series မှာရတတ်တဲ့ feature လိုမျိုးပေါ့နော်အဲ့ဒါမျိုးကို ဒီမှာရတယ်။ scroll လောက်တာတွေ screenshot ရိုက်တာတွေ airbag လောက်တာတွေအဲလိုမျိုးကူးဖြစ်တဲ့ feature တွေတုံးလို့ရတယ်။အဲ့ဒါကိုအရှိကနောက်ထပ် camera တစ်ခုကိုတုံးတယ်အဲ့ကြောင့်မို့လို့အလကားနေအလကားအရှိမပေးလ်ရှိပ်ကတော့ဖြစ်နေတာမဟုတ်ဘူးလို့ပြောတာပြီးတော့အဲတခြားသော feature အနေနဲ့ကဒီ AI deep fake detection ဆိုပြီးတော့ဒီ deep fake တွေလုတ်ပြီးတော့ video call ခေါ်တာမျိုးကို deep fake လုတ်ထားတာမှန်သိနိုင်တဲ့ feature တွေလည်းပါတယ်ပေါ့နော်ပြီးတော့ magic os 9ကလည်းတုံးရတာမဆိုးဘူးအဆင်ပြေတဲ့အထက်မှာတော့ပါတယ်ပေါ့ customizability တွေလည်းတော်တော်ကောင်းလာတယ် တုံးရတာလည်းလွယ်ပါတယ်ဂျမနိုင်လည်းတစ်ခါလည်းပါပြီးသား Hey Google လို့ခေါ်ပြီးတော့ကိုမေးချင်တာကိုမေးလို့ရတယ်ပြီးတော့ဒီ Google VO2 လိုမျိုးအာ feature မျိုးကိုကျွန်တော်တို့ဒီ photo app ထဲကနေပဲတခါလေးတန်းပြီးတော့ integrate တဲ့တန်းတုံးလို့ရတယ် VO2 ဆိုတာပုံလေးကိုဒီ5စက္ကန့်စာ video တွေပါတယ်အမ်ပြောင်းလို့ရတယ်ခေါင်ဗျာချက် show ကြည့်လိုက်ပါတော့ဆိုတော့ Magic OS 9ကတော့ပြောမလို့ AI feature တွေတော်တော်လေး integrate ဖြစ်လာပြီပို့ပြီးတော့ refine ဖြစ်လာပြီ so honor 400 pro က allrounder တော်တော်လေးကောင်းတယ်ပြီး SoC ကလည်း flagship level SoC 300တာဖြစ်တဲ့အတွက်ကြာကြာသုံးကျင်တဲ့သူတွေနော် future proof ဖြစ်ရှင်တဲ့သူတွေအတွက်အဆင်ပြေမယ် honor 400ကကြတော့ phone လှလှလေးတွေခြိုင်ကျင်တဲ့လူငယ်တွေနဲ့ main ကလေးတွေတချို့အတွက်အဆင်ပြေကောင်းပြေနိုင်တယ်အဲ phone ပေါ့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 ခြိုင်ရတာကြိုက်တယ် camera အရင်ကြီးမသုံးဘူး performance လည်းအရင်အများကြီးမသုံးဘူးကြည့်မလားကိုက power user မဟုတ်ဘူး ပေါ်တာပါတာ um OS အဆင်ပြေတာအဲ့မျိုးလိုချင်တယ်ဆိုလို့ရှိရင်တင်တော်လိုက်တခုပဲ haptic feedback ကတော့400ကတိတ်ကောင်းပါเนาะအဲ့နေရာလွယ်လို့ရှိရင်တော့ကျန်တဲ့နေရာတွေမှာတော့တော်တော်လေးအဆင်ပြေပါတယ်ဆိုတော့ကျွန်တော်တို့ခုရထားတဲ့ကောင်တွေက RAM 12 GB storage 512 GB နဲ့ကောင်တွေအယောင်နေအတွက်က Pro မှာဆိုလို့ရှိရင် Midnight Black ရယ် Luna Gray ရယ် Honor 400ကကျတော့ Midnight Black, Meteor Silver, Desert ဆိုပြီးတော့သုံးရောင်ရွှေ့လို့ရတယ်။ Okay ဆိုတော့ခင်ဗျားတို့ရောဒီ400နဲ့400 Pro နှလုံးထဲမှာသူ့ဇီးလေးနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ဘယ်ကောင်ကိုရွေးချယ်ပြစ်လိမ့်မယ်လို့ထင်လဲဘာဖြစ်လို့လဲအောက်က comment တွေမှာမြန်မာဆွေးနွေးခုံမြန်မြန်သားလို့ရပါတယ် okay နောက်နေ့မှတွေ့တော့ပါ